9000ဝန်းကျင်ကနေတသိန်းမကျော်တဲ့ဈေးနဲ့ဆိုင်မရရှိနိုင်မဲ့ Gadget Bluetooth earbud လေးနဲ့ Remap Bluetooth earbud လေးအကြောင်းဒီတစ်ခေါက်မှာပြပြပေးချင်ပါရှင့်။ပထမဆုံးအနေနဲ့ကတော့ Classic ဆန်ဆန်ဒီဇိုင်းနဲ့ကိုမမ Tannes Color လေးနဲ့အရန်ကိုမလူချိန်များနေတဲ့ Gadget ရဲ့ GM 12လေးပဲဖြစ်ပါတယ်။ဒီ GM 12လေးဟာဆိုရင် Bluetooth version 5.3 version ကိုသုံးမိထားတဲ့အတွက်ကြောင့်မလို့ချိတ်ဆက်တဲ့အခါမှာလုံးဝကိုမလွယ်ကူပါတယ်။ Silicon Bluetooth Mobile ဒီဇိုင်းနဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Silicon မကြိုက်တဲ့လူတွေတော့ကလည်းလုံးဝကိုမအဆင်ပြေပါတယ်။55 degree အဆောင်ဒီဇိုင်းလေးနဲ့ပြုလုပ် ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့တက်လိုက်တဲ့အခါမှာနားနဲ့ကွက်တိဖြစ်ပြီးတော့ကြာကြာတက်တဲ့အခါမှာလည်းနားကိုလုံးဝထိခိုက်မှုရှိပဲနဲ့တော်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 ဖြစ်စေမှာပဲဖြစ်ပါတယ်။သူ့ရဲ့တက်ဆန်စာဆိုရင်လည်းလုံးဝကိုထိထိမိမိနဲ့ဆန်ဆက်တစ်ဖြစ်တဲ့တက်ဆန်စာပဲဖြစ်ပါတယ်။ Premium Sammy အထက်တက်ဆန်ဒီဇိုင်းနဲ့ကင်ကျင်တဲ့သူတွေအတွက်ကတော့ဒီကကြက်မတ်ရဲ့ GM တွဲလေးကိုဝတ်ထားဖို့တဲ့အကြံပေးချင်ပါတယ်ရှင့်။ကကြက်မတ် GM တွဲလေးရဲ့ဈေးနှုန်းလေးကတော့8,500ကျပ်ပဲဖြစ်ပါတယ်ရှင့်။နောက်တစ်ခုအနေနဲ့ကတော့ကကြက်မတ်ဖန်ကိန်းမာတွေအတွက်အဓိကထားပြီးထုတ်ပေးထားတဲ့ကကြက်မတ်ရဲ့ GM 25လေးပဲဖြစ်ပါတယ်ရှင့်။ Gaming ear bud ဖြစ်တဲ့အတွက်ကြောင့်မလို့ Gaming မှုကို60 millisecond လို့လန်တက်စီပါပါတယ်။သူရဲ့ Bluetooth version ကဆိုလဲ5.0တော့မိထားတဲ့ကြောင့်မလို့ချိတ်ဆက်တဲ့အခါမှာလွန်လဲခုနှစ်ဆက်ဆက်မှာဖြစ်တဲ့တဲ့ကြောင့်မလို့ထိထိထုပြောစရာအကြောင်းမရှိတော့ဘူး။ JUM ENC လည်းပါဖြစ်တဲ့တဲ့ကြောင့်မလို့ဖုန်းပြောတဲ့အခါမှာလဲကိုယ့်ရဲ့အတန်ကိုတစ်ဖက်လူကကြီးကြီးလေးလေးနဲ့ကြားရမှာပဲဖြစ်ပါတယ်။ဒါအပြင်ပတ်ဝန်းကျင်အတန်ကိုသူကအတက်နိုင်ဆုံးနဲ့ short ချပိုက်ပါသေးတယ်။သူ့မှာနောက်ထပ်ထူးခြားတဲ့အချက်လေးကတော့ MPA4 Waterproof ရေဆိုချေဆိုထန်ကန်ကိုကာကွယ်ပေးနိုင်တာလေးလည်းပါပါသေးတယ်။ဒီလိုမျိုးပေးရတဲ့ဈေးလေးနဲ့သုံးရတာတနက်တက်ကြောင့်မလို့ဒီ GM25 gaming ear bud လေးကို gamer တွေအတွက်လုံးဝကိုမှာစောင့်ထားတဲ့ ear bud တွေတစ်ခုပဲဖြစ်ပါတယ် ကကြမ်းချင်25ရဲ့ဈေးလေးကတော့6250ကျပ်ဖြစ်ပါရဲ့ရှင်။ထပ်မံပြီးပြောပြပေးချင်တဲ့ ear bud လေးကတော့ Remax ကနေမှထွက်ရှိထားတဲ့ Crozy Bud W30N Touch Screen ပါတဲ့ ear bud လေးပဲဖြစ်ပါရဲ့။သူ့ရဲ့ design ပိုင်းလေးကဆိုရင်လည်း Apple design ပုံစံမျိုးလေးကိုလုပ်ပေးထားတယ်။ဒါအပြင်ကိုဖုန်းနဲ့ကွန်ထရိုးလုပ်လို့ရတဲ့အပြင် Touch Screen မှာလည်းကွန်ထရိုးလုပ်လို့ရတဲ့အတွက်ကြောင့်မို့လို့လုံးဝကိုမှအဆင်ပြေပြီးမိမိုင်နေမှာဖြစ်ပါရဲ့။ Bluetooth version ဆိုလည်း5.4 version ကိုသုံးပေးထားတယ်။တက်ထားတဲ့အခါမှာလည်း silicone ပါတဲ့အတွက်ကြောင့်မို့လို့နောက်ထိခိုက်မှာမပူဘဲနဲ့တက်တောင့်တတာပဲဖြစ်စေမှာဖြစ်ပါရဲ့။ ဒီ ANC ANC မှုလည်းပါတယ်တတမှုလို့လုံးဝကိုမှအစဉ်ပြေ ਈ ရပတ်တွေတခုပဲဖြစ်ပါတယ်ဒီ remake ရဲ့ cozy bot w30 n စေနှုန်းလေးကတော့9500ကျပ်ပဲဖြစ်ပါတယ်ရှင်နောက်ဆုံးခုအနေနဲ့ကတော့ gamer တွေအယူမှုဖြစ်စေပြီးအထာတစားတက်ပြီးရောဂိမ်းဆော့လို့ရမယ် remake ရဲ့ game patch ကြီးစစ်လေးပဲဖြစ်ပါတယ်ရှင်ဒီနှစ်ချက်လေးရဆိုရင် hyper hd ကို support ပေးတဲ့အပြင်ကိုမှ EMC မှုလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ quality ကောင်းကောင်းနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါအပြင် in game core တွေမှာဆိုရင်လည်းကိုယ့်ရဲ့အတန်ကိုတစ်ဖက်လိုပါကြီးကြီးလေးလေး ြက်ပြက်တပါနဲ့ကြားရမှာပဲဖြစ်ပါတယ်။ Bluetooth version မှာဆိုရင်လည်းအမြင့်ဆုံး version 5.4ကိုပဲအသုံးပြုပေးထားသေးရယ်။ဂိမ်းစိုးရဲ့အပြင်သချင်းနှောင်းတဲ့အခါမှာမျိုးကိုလည်း base quality ကောင်းကောင်းနဲ့လုံးဝကိုအသုံးပြုလို့ကောင်းမဲ့ earbud လေးပဲဖြစ်ပါတယ်။ဒီလိုမျိုးအမိုက်စာပုံစံတွေနဲ့အလန်းစာဒီဇိုင်းတွေနဲ့ပြည့်နေနေတဲ့ဒီ game pad ကြီးစစ်လေးတစ်ခုရှိုံနဲ့လုံးဝကိုမှအဆင်ပြေနေပါပြီနော်။သူ့ရဲ့စင်းလုံးလေးကတော့18,500ကျပ်ပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာစုမိတ်ဆက်ပေးထားတဲ့ gadget man နဲ့ remote ရဲ့ bluetooth earbud လေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့သူတို့ရဲ့ရန်ကုန်မိုဘိုင်းစတိုးပင်ရဲ့ social media platform ောင်းတွေမှာဝင်ရောက်စုံစမ်းပြီးမြင်နိုင်ပါရဲ့ရှင်။